င်္ဂလာမနက်ခင်းပါရှင်နေပြီးတော့မိုးလေဝသနဲ့ဇလားပြတာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနှိမ်ဆုံးအပူချိန်များမှာနေပြီးတော့မှာ20ဒီဂရီဆဲစီယံ80ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ25ဒီဂရီဆဲစီယံ89ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ23ဒီဂရီဆဲစီယံ83ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသဂျိုလူမှာဖန်ရွာရှိတဲ့ပုံရောင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှိအလဲပိုင်းတို့မှာတိတ်အနေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျမ်းမင်္ဂလားပင်လယ်အော်တို့မှာတိတ်အသေးအသေးမှာတိတ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တတိလုံးမှာတိတ်အနေငယ်မှာတိတ်အသေးအသေးဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းအသေးအသေးရှိပါမယ်လှိုင်းမြမ မြမကဲယူနယ်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ဘီမှ၆ဘီခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေအထိခက်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတင်အတင်တင်ဖြစ်ထွန်းပါမယ်။ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအင်အာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလီဝသအခြေအနေခမ်းမန်းကြမောင်းနေရာကွက်ကြားမူတစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆဲစီယံ63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလီဝသအခြေအနေခန့်မှန်းကြမှာလဲ နေရာကွက်ကြားမုထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာလေ။နေရာကွက်ကြားမုထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်မှာ36ဒီဂရီဆယ်စီယံ68ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမ်းမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကြဲကြဲမုထစ်ချုံရွာနိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြားကျမ်းမာချမ်းသာကြပါစေရှင်။